Smart Business Group ကနေဦးစီးခြင်းပါတယ်။ရန်ကုန် International Expo 2016ပြပွဲကိုရန်ကုန်မြို့ဥဤစာရလမ်းမှာရှိတဲ့တက်မတော်ခမ်းမမှာဇန်နဝါရီလ10ရက်နေ့ကနေ17ရက်နေ့အထိ၄ရက်ကြာကျင်းပနေပါတယ်။အဲ့ဒီပြပွဲမှာကုမ္ပဏီပေါင်း55ခုကနေပါဝင်ပြသထားတယ်။ပြကမ်းပေါင်း60နဲ့ကျင်းပလျက်ရှိတာဖြစ်ပါတယ်။ပြပွဲမှာပါဝင်ပြသထားတာတွေကတော့ အလှကုန်ရက်စပစ္စည်းဆေးပစ္စည်းအိမ်ဆောက်ပစ္စည်းမိုဘိုင်းဖုန်းပစ္စည်းတွေပါဝင်ပြသထားသလိုစားတောက်ကုန်အာမခံကုမ္ပဏီတွေရုံးသုံးအိမ်သုံးပြည်ပေါ်ကပစ္စည်းတွေနဲ့အဝတ်အစားတွေကိုပါပြသရောင်းချနေတာတွေ့ရပါတယ်ဒီလိုပြပွဲတွေပြုလုပ်ရခြင်းအဖြစ်ရောင်းသူတဲ့ဝယ်သူတွေကြားထိရောက်တဲ့အကျိုးကျေးဇူးတွေဖြစ်စေနိုင်တဲ့အကြောင်းကိုပြပွဲမှာပါဝင်ပြသသူတဦးဖြစ်တဲ့ကျွေးရပစ္စည်းအယောင်ပြကန်တစ်ခုကဥအောင်ကျိုင်းကအခုလိုပြောပါတယ်အဲပွာချမ်းလို့ရှိပါတယ်ကျွန်တော်ဒီမှာ promotion ပေါ်ကလောက်ပါဘူး တတိပတ်သက် discount ပဲဒီမှာကြာနဲ့ချက်ချက်ဝန်းပေါ့လေးလာလို့လည်းလွယ်တယ်ဟာပစ္စည်းကြည့်ရတယ်အဆင်ပြေတယ်ပေါ့နော်ပြပွဲကိုလာရောက်ကြည့်ရှုသူတွေအနေနဲ့တနေရာထဲမှာစုံစုံလင်လင်ကြည့်ရှုဝယ်ယူနိုင်မှာဖြစ်တယ်လို့မိမိနှစ်သက်တဲ့ပစ္စည်းတွေရဲ့အကြောင်းကိုကုမ္ပဏီကတာဝန်ရှိသူတွေကိုတိုင်းအသေးစိတ်ရှင်းပြပေးတာဖြစ်လို့ဆိုင်တွေမှာသွားကြည့်ရတာထက်ပုံမှန်အဆင်ပြေတဲ့အကြောင်းကိုပြပွဲကိုလာရောက်ကြည့်ရှုသူတူဦးကအခုလိုပြောပါတယ်။ ပါတယ်။ကျန်တဲ့ပဲဆိုတော့သူကလူသုံးခုပစ္စည်းတွေနဲ့ပါတယ်။ဒီပစ္စည်းပစ္စည်းတွေပေါ့နော်။အားရတွေပါတယ်။ဒါကြောင့်မို့အမစိတ်ဝင်စားတဲ့အပိုင်းတွေရှိလို့လာကြည့်ပြတာပါလိမ့်မယ်။ပြင်မာဝယ်အပြင်မာကျတော့အမတော့ဝယ်တာထက်ပေါ့နော်။အမတော့အပြင်မာကြည့်ရတာနဲ့ဒီအတွက်မှကြည့်ရဆိုဒီမှာကပစ္စည်းဆုံးဆုံးလင်းလင်းမြင်ရတယ်။ရှင်းပြတဲ့ပုံတွေလည်းမတူဘူးပေါ့နော်။မတူတဲ့အတွက်ကြောင့်မို့အမဒီမှာလာရတာပို့အဆင်ပြေတယ်။ပွဲအမပြပွဲတိုင်းတော့ဖြစ်ပါတယ်။ Smart Business Group ကနေအခုလို Expo ပြပွဲတွေကို2009ခုနှစ်ကနေစတင်က နှစ်စဉ်နှစ်တိုင်းပြုလုပ်ခဲ့တာဖြစ်ပြီးဒီပြပွဲကတော့2016အတွက်ပထမဆုံးအကြိမ်ကျင်းပတာဖြစ်ပါတယ်။